ဖျားတွေပါတက်လို့ပါလားတာရုပါဗျာတာရုပါတာရုပါခမရတာရုခေါ်လဲပူတယ်ကျုပ်ကခမရကိုအမျှပေးတာတော့မခမရကကျုပ်မဲ့လူမဟုတ်ဘူးခမရပြောရင်ကျုပ်ကဖြစ်ရမှာလေလားစဉ်းစားပါဦးဗျာမကောင်းမှုကိုလုံးမရင်အကုသူအဲ့ဒီအကုသူဆိုတဲ့အရာဟာအရှိတမလို့လိုက်နေမှာအဲ့ဒါနီးရမှာခမရတို့လဲလူတွေက မရဲတို့အကုသူတို့တော့တော်တော်ပြောကြတာအဲလေခမရဒီအပန်းကြီးကြားနေတော့ခမရရဲ့နားမှာခါနေမှာကျုပ်ကစေတနာတန့်တန့်လေးနဲ့အမှန်တရားကိုချပြနေတာထားပါရဗျာခမကြည့်ရတာတော်တော်ပင်ပန်းနေမှာပဲနော် ခမရဘာကိုဆိုလိုချင်တာလဲဘာကိုပြောချင်တာလဲခမရတို့ဖျားတရားလောက်ရတာမပင့်မှန်းဘူးလားဗျာတမာရီလေးရဖို့အတွက်တနေ့တနေ့စောင့်လိုက်ရတဲ့သီလတွေပွားများလိုက်ရတဲ့ဘာဝနာတွေထူးခြားမှုရောရှိလားမထင်ပါဘူးဗျာနိဗ္ဗာန်မရောက်ခင်အထီးကတော့ထိမ့်သိမ့်နေရအောင်ပါပဲ ဒါတွေဟာနိဗ္ဗာန်ရောက်ကြောင်းအထောက်ပံ့နေပြီခမည်းတော်ကြည့်ရတာဒီအကြောင်းတရားတွေမသိတော့ပြောချင်တာတွေပြောနေတာထင်တယ်ချို့တို့လိုင်းနဲ့ရှင်ပြီးပြောမိကြပါဗျာချို့တို့လိုင်းကဖျားသွားကြောင်းတက်ဆရာမလို့ဘူးဘာသီလမှလည်းစောင့်ထိုင်းဆရာမလို့ဘူးရိုင်းလေလေပညာသားတက်လေလေပဲဗျစွန့်လာတော့မမင်းနဲ့ပြောခမည်းချို့တို့လိုင်းကိုကူးခဲ့ပါလား ။အနော်စဉ်းစားသမောင်။ကျောက်ကဘယ်တော့မှစိတ်မပြောင်း။ခမည်းအခုပြောနေတာအကုတုတွေ။နိဗ္ဗာန်ရဲ့စန့်ကျင်ဘက်ဒီခမည်းပြောနေတာ။ဘတ်ပြောင်းရမှာကြုံမဟုတ်။အဲ့ဒါခမည်းခမည်းပဲ။ခမည်းတို့တိတ်တနာစရာကောင်းတယ်။ခမည်းတို့ပြောပြောနေတဲ့နိဗ္ဗာန်နိဗ္ဗာန်နဲ့အဲ့နိဗ္ဗာန်ဆိုတာကြီးကို ခဏဘယ်နှခေါက်ရောက်ဘူးလဲလိမ္မာစစ်မှန်ကိုခင်ဗျားသိလို့လားခင်ဗျားပြောတဲ့နိဗ္ဗာန်ဆိုတာပုံပိမ့်မှန်မဟုတ်ဘူးဗျာနိဗ္ဗာန်ဆိုတာလောဘဒေါသမောဟအဲ့ဒီကိလေသာတွေကင်းစင်တဲ့နေရာတနည်းအားဖြင့်အေးချမ်းတည်ငြိမ်တဲ့နေရာကိုနိဗ္ဗာန်လို့ခေါ်တယ်မာနေပြီခင်ဗျားမာနေပြီ လောကနိဗ္ဗာန်ဆိုတာခင်ဗျသိလားစားခြင်းဟာစားမယ်သွားခြင်းဟာသွားမယ်လှုပ်ခြင်းဟာလှုပ်မယ်နေခြင်းလို့နေမယ်ဗျာအဲ့ဒါကမှနိဗ္ဗာန်အစီးဗျခင်ဗျလမ်းတော်မှနေပြီခင်ဗျပြောတာနိဗ္ဗာန်မဟုတ်ဘူးလောကီရဲ့ကာမပေါ်နိဗ္ဗာန်ဆိုတာပရိယတ်တီကိုတင်ကြွရမယ် ပฏิပတ်တိကိုကြင့်ကြံရမယ်ပฏิဝေဒကိုထိုးထွင်းသိမြင်နိုင်မှနိဗ္ဗာန်ရောက်တယ်တဏှာဖြင့်ပြောရလို့ရှိရင်မကင်ရှိပါလမ်းစဉ်ကိုကြိုးစားသင်ယူအားထုတ်နိုင်မှနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တာကဲမပြောထားပါတော့ကျုပ်ကတော့အဲ့ဘာမှမမြင်ရတဲ့နိဗ္ဗာန်ဆိုတာကြီးကိုရှောက်လဲမရောက်ချင်ဘူး သွားလဲမသွားချင်ဘူးခမရသာသွားခမရတို့အောင်းလန်းသမားတွေဟာအထက်တန်းကြကြစကားကိုပြောပြီးဆိုလို့ရှိရင်ခမရတို့နားထဲမှာခါသွားတာပဲအဲ့ဒါတရားတရားနဲ့လို့အကြောင်းအကျိုးအကောင်းအဆိုးမသိတာတနည်းအားဖြင့်ထပ်ပြောပါဆိုလို့ရှိရင်ကိုကျင့်သီလမကောင်းတာကိုဆိုလိုတယ်ဗျာ။ဩော် ခင်ဗျာတော်တော်တိတော်တော်တက်တယ်ဗျဟုတ်လားအဲ့ဆိုခင်ဗျာကျွန်တော်လည်းပညာရင်ပြိုင်မလားကျုပ်တို့မြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးဟာပြိုင်ဆိုင်မှုအမပေးဘူးဗျာဓမ္မနဲ့အာဓမ္မအမှန်နဲ့အမှားကိုခွဲခြားသိမြင်နိုင်ဖို့ကိုပဲအားပေးတယ် မကောင်းမှုရှောင်ကောင်းမှုဆောင်အမောင်းကိုရှောင်အမန်ကိုဆောင်နိုင်ဖို့ပဲမြတ်စွာဘုရားတခင်ကိုတော်မြတ်ကြီးကအားပေးတော်မူခဲ့တာကဲပါဗျာထားလိုက်ပါတော့ကျုပ်ကပညာပြိုင်ဦးပဲပြောတာပါခင်ဗျာကျုပ်နဲ့ပညာမပြိုင်ရတော့ဘူးမလားခင်ဗျာတရားလဲကျုပ်ဆက်နားမနေနိုင်ဘူးပြောခင်ဗျာသွားစရာရှိတာလားသွားပါတော့ဆရာကြီးကျမ်းမာလို့ချမ်းသာပါစေ 那可比了。No,